ောင်းလိုင်က2021မှာဂျောင်းကိုခမလူမိုက်ဆန်ဆန်ကိုလူဘာဝပြီးတော့ကလင်ကကြစ်လုပ်ပြီးတော့အာနာသိမ်းွားလာအာနာသိမ်းွားလာအဲ့တော့ period တွေကသူတို့ကိုနိုင်အောင်ချမှာသူတို့ကိုနိုင်အောင်ချမှာအဲနိုင်အောင်ချမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲနော်ဒီကြိမ်ရရေးတာသူတို့ဒီတစ်ကြိမ်နိုင်အောင်ချတယ်ဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက် ဟဲ့လက်နဲ့ကင်ပွဲပြီးအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာနာမသိမ်းရအောင်ကြွကြူသူတို့နိုင်အောင်တိုက်ရကဲချစ်ပရိသတ်ကြီးများအားလုံးမင်္ဂလာပါစံပီ YouTube channel နဲ့တဖန်ပြန်လဲကျေးဇူးပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ကျွန်တော်လုပ်တော့မယ်ဗီဒီယို reaction တွေရဘယ်သူတွေဖြစ်မလဲဘယ်သူတွေဟောင်းမလဲဘယ်သူတွေလောင်းမလဲဆိုတာကိုကျွန်တော်နဲ့အတူအဆုံးထိပါလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲ let's go ကျမ်းမှာခင်ဗျာကျွန်တော်တို့တနေ့တာတရင်နေစူးစီးတင်ဆက်ပေးတဲ့တရင်တို့တို့အစီအစဉ်ကနေ ျင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဆုံးတည်င်းအနေနဲ့ကတော့မမာတာအစွန်းရောက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်၁၀ဦးထက်မနည်းကိုမတိန်ကျင့်တဲ့ဆိုတဲ့တည်င်းမှာဖြစ်ပါတယ်ကင်းမီနဲ့မြမဏီမျိုးအမှတ်၅ရက်ွက်အုတ်ချုံမှုတဲ့ဖြစ်မမာတာအစွန်းရောက်တူလဲဖြစ်သူဆိုင်မျိုးညွန့်ဦးကရဲရင်ရင်ညံနမ်ရဲရင်ရင်ချင်းနာမည်ဖြစ်ဓမ္မစကူအခမဲ့တင်နန်းကြောင်းပွင့်ကအသက်မပြည့်သေးတော့မိန်းကလေးငယ်များအပါအဝင် ကျောင်းလူ10ဦးတဲ့မင်းဲကိုမရင်းကျင်ချင်းနဲ့လိန်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများကျူးလွန်ခဲ့ကြောင်းကျူးလွန်ခံရသူမိန်ကလေးတချို့ကပြောကြတယ်2018 2018ပြည်ညာတင်နှစ်အတွင်းအသက်73နှစ်အရွယ်၈တန်းကျောင်းလူတဦးနေထိုင်တဲ့အခန်းအတွင်းအထိဝင်ရောက်ကမရင်းကျင်ခဲ့ပြီးမြည်သူကမှဖွင့်မပြောရန်ချိန်ချောက်ခဲ့ကြောင်းထို့ပြင်ကိုဝင်သားစင်းများကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမည်ဟုဆိုကအတင်းအကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရတယ် ရှစ်တန်းနှစ်ဝက်လောက်ကနေစာမွေးပွဲပြီးတဲ့အချိန်ထိသူစော်ကားတာကိုခံခဲ့ရတယ်။အသက်22နှစ်အရွယ်တို့ရောက်ရှိနေပြီးမဒိမ့်မှုကျူးလွန်ခံရသူမိန်းကလေးကပြောကြတာပါ။အခြားမိန်းကလေးငယ်များကိုလည်းမဒိမ့်ကျင့်ခြင်းလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့လှုပ်ဆောင်ခဲ့ပြီးမိန်းကလေးစုစုပေါင်း10ဦးကျော်ရှိပြီးအေးအေးယူခြင်းမရှိကြောင်းသိရတယ်။ကထာကတော့မြဝတီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်မဘာရအစွန်းရောက်လည်းဖြစ်တဲ့နော် ဒီဆိုင်မျိုးညွန့်ဦးကသူရင်ကျင်းလိုက်မှာရဲရင်ရင်ကျင်းနာမယ်နဲ့ဓမ္မစကူအခမဲ့တင်တန်းကြောင်ဖွင့်တယ်ဆိုပြီးတော့နော်တချို့တွေမိဘတွေကကြောင်းမှလာထားတာပေါ့အဲ့လိုလာထားတဲ့မင်းကလေးငယ်တွေကိုလိမင်းဆိုင်ရအမျက်ထုတ်ပြီးတော့သူကျူးလွန်မှုလုပ်တာအဲ့ဒီထဲမှာဒီ2018ပညာတင်နှစ်မှာ73နှစ်အရွယ်ရှိခဲ့တဲ့နော်ရှစ်တန်းကျောင်းသူကသူကိုယ်တိုင်ခံစားခဲ့ရတဲ့ဒုက္ခပေါ့အခုတော့သူကအသက်20ကျော်ပြီအဲ့တော့ ဒလဝါမျိုးတွေကျွန်တော်တိုင်းပြည်မှာဘလောက်တောင်ရှိနေပြီလဲတိုင်းပြည်ဟာဆင်းရဲကြက်တန်းတဲ့အချိန်မိဘတွေဟာခမင်းတလုတ်အတွက်သားသမီးတွေအပေါ်မှာခက်ခဲလာတဲ့အချိန်မှာဒလိုမျိုးနီးစက်ရတယ်နီးစက်ရအကြောင်းနဲ့စသဖြင့်ဖြည့်ရှင်းတဲ့အရာတွေအများကြီးရှိပါတယ်အဲ့တော့အကြောင်းတွေမှာတွတ်ထားမယ်စသဖြင့်ဒါမျိုးတွေပေါ့အဲ့တော့အဲ့လိုဟာမျိုးမှာလိမ်မင်းဆိုင်ရာအမျက်ထုတ်မှုတွေလောက်တာတော့ဒါလုံးဝမဖြစ်သင့်ဘူးဆိုတာ73နှစ်အရွယ်ဆိုတာခလေးပဲရှိသေးပါတယ်ဗျာတော့လုံးဝမဖြစ်သင့်ဘူးအေးအရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့သူ့အတူကြိုက်ရောင်းကြိုက်ဝယ် သူချွေချွေးနိုင်လို့မိမဆယ်ရောက်ပဲယူဒါပြဿနာမရှိဘူးဒါသူ့အကြောင်းဟိုယူတဲ့သူကလည်းဒီလူမှာမိမဆယ်ရောက်ရှိလို့သူယူတယ်ဒါသူ့အကြောင်းပဲနော်ဟိုတလင်းသမားစနစ်ပိုင်းခဏထားလိုက်အောင်ဒါပေမဲ့အခုလိုမျိုးအသက်မပြည့်သေးတဲ့အရွယ်တွေကလေးတွေကိုဒီလိုမျိုးလိမ်မင်းဆိုင်ရာရုံမာတာကိုတော့ဒါလက်ခံပေးဖို့မတင်ဘူးအဲ့တော့နောက်ထပ်အတွက်အခုတော့ဒီတယောက်တောင်မှအသက်27ပဲရှိသေးတယ်နော်အဲနောက်ထပ်ကျူးနွန်ထားတဲ့မိန်းကလေးတွေဆိုတော့ဘလောက်တောင်ထက်ရှိအောင်မလဲဆိုတာမတည်ဘူးဒါကိုလုံးဝ အရေးမယူတဲ့အပြင်အရက်ွက်ထဲမှာအုတ်ကြီးအောင်ဖြစ်နေတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ကျွန်တော်တို့တိုင်းပြည်ဟမ်ဘယ်လောက်ထိဗျက်ကလန်းစင်ဖြစ်နေတယ်ဆိုတာဟုတ်ကဲ့နောက်ထပ်ဒုတိယသတင်းကိုတင်ဆက်ပေးခြင်းပါလေဒါကတော့နှက်ရေကန်သတင်းပါနှက်ရေကန်ဗျူဟာကုန်းစခန်းမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစစ်တုံမှန်းအဖြစ်ဖမ်းဆီးရမိတယ်ဆိုတော့သတင်းနဲ့အဲ့ဒီစစ်တုံမှန်းတွေဖမ်းဆီးရမိတဲ့အချိန်မှာပဲအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။မကွေးတိုင်းငပန်းမြို့နယ်စစ်တပ်၏နိုင်ရကန်ဗျူဟာကုန်းစခန်းမှထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရရှိသည့်အပြင်အလင်းဝင်လာသူများစစ်တိုက်ရှိနေကြောင်း AA ကတရားဝင်သတင်းထုတ်ပြန်တယ်။ AA ကစစ်တပ်၏နိုင်ရကန်ဗျူဟာကုန်းစခန်းရှိအနှဲငယ်တော့လက်နက်ကြံလက်ကြံနေရာတို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA ထိုးစစ်တွင်ကစင်ကလျားထွက်ပြေးလာတဲ့စစ်တပ်၏တပ်ဖွဲ့ဝင်တို့နှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း စစ်တပ်ကနိုင်ရကန်ဗျူဟာကုန်းစခန်းမကြရှုံးရေးအတွက်လေချောင်းပစ်ကူနှင့်စစ်ကူများအဆက်မပြတ်ပေးနေသည့်ဂျာမအေကအကောင်းဆုံးတုတ်ပြန်ခံစစ်နှင့်အတူထိုးစစ်ဆင်လက်ရှိကြောင်းသိရတယ်။အော်တိုဘန်လ18ရက်နေ့အချို့သောနေရာများမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အချို့ကအေထံမှလမ်းဗျူထောင်လက်နက်ချအလင်းဝင်ရောက်လျက်ရှိတဲ့ကဲ့သို့ထိုးထိုးတိုက်ပွဲအတွင်လက်ရဖမ်းဆီးခဲ့မိကြောင်းအရကတပ်တော်အနေဖြင့်အေထံတို့အလင်းဝင်လာခဲ့တဲ့ဒူတန်းကိုစစ်တုံ့ပန်းဥတည်တဲ့အညီကောင်းမှုစွာပြုစုဆောက်ရှောက်ပေးထားလျက်ရှိကြောင်းသိရတယ်။ နော်ဒါကတော့နိုင်ရကန်စခန်းမှာငတ်ပြတ်ပြီးတော့ဒုက္ခရောက်လို့ထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအဲ့တော့ဖမ်းမိတဲ့ဒူတွေကတော့စစ်တုံ့ပန်းဥပဒေတိုင်းပေါ့ဒါကြောင့်မလို့ဒီစစ်ကောင်စီတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့နော်ဒီအခုဒီလူစစ်မှုထမ်းဥပဒေနဲ့ပါဝါတဲ့ဒူပဲဖြစ်ဖြစ်အစအတည်းကရှိပြီးတဲ့တန်သေးတွေပဲဖြစ်ဖြစ်စောစောစီးစီးအလင်းဝင်မယ်ဆိုခင်ဗျားတို့ကဂုံတိတ်ခါတဲ့ရှိမယ်ထောက်ပံ့ခြင်းဝင်တဲ့ရမယ်တမိုင်းနဲ့လှမယ် အဲအဲ့လိုမှမဟုတ်ဘဲနဲ့တိုက်ပွဲမှာအချင်းချင်းမခံလို့ထွက်ပြေးရင်းနဲ့ဖမ်းမိတာပဲဖြစ်ဖြစ်တိုက်ပွဲတွင်းမှာမိတာပဲဖြစ်ဖြစ်ဒါဆိုရင်ကံမကောင်းရင်အသက်ပါသေနိုင်တယ်ကံကောင်းလို့ရှိရင်တော့နော်စစ်တုံမှန်ဥတွေတောင်းနဲ့ပြီးဝနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်တမိုင်းကဘလို့မှမတူတော့ဘူးအဲ့တော့စစ်သားချင်းအတူတူရန်တို့ဘက်မှာဒူးထောက်ကတာချင်းအတူတူတဖက်ကဘာဖြစ်တယ်အလင်းဝင်တာဒီဂုံတိတ်ခါရှိတယ်သူတို့ကိုကြိုဆိုတဲ့အဖွဲ့အစည်းကလည်းတိတ်ခါရှိရှိကြိုဆိုလို့ရတယ် တဖက်မှာဖမ်းမိမှတိုက်ပွဲမှာစီကုံတို့ဖမ်းမိမှဆိုတဲ့ဟာမျိုးကတုတ်ပန်းဥပဒေနဲ့အေးအေးယူရနိုင်တယ်ဂုံတိတ်ခါလည်းမရှိဘူးဒါကြောင့်မလို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်အနေနဲ့စဉ်းစားပါမင်းတို့အသက်ပေးပြီးတိုက်နေတဲ့ဒူတွေအတွက်မင်းတို့ရဲ့အသက်ဟာတန်ရဲ့လားမင်းတို့နော်လူပုတ်ကိုတယောက်အတွက်ကိုယ့်အသက်ပေးတယ်ကိုကောင်မလေးကိုချစ်လို့ကိုမိဘကိုချစ်လို့ကိုသားမယားကိုချစ်လို့ကိုညီကောင်မကိုချစ်လို့အသက်ပေးရဲတယ်ဆိုတဲ့ဟာမျိုးဒါကတန်တယ်ဘာဖြစ်လို့လဲကိုချစ်တဲ့မိသားစုကိုချစ်တဲ့ချစ်သူ ဒါပေမဲ့အခုမင်းတို့ဒီစစ်တပ်ကအတက်ပေးနေတဲ့ကောင်တွေဟာကိုချစ်သူလားကိုမိသားစုလားကိုဆွေမျိုးသားချင်းလားကိုကောင်းချိုးပြုတ်နေတဲ့ဆရာသမားတွေလားဘာမှမဟုတ်ပါဘူးသူတို့အာဏာရရေးအတွက်တိုင်းပြည်အာဏာကိုမတရားလုယူနေတဲ့သူတွေမင်းတို့အပါဝင်တိုင်းပြည်လုံးအားလုံးခေါင်းအတက်နေပြီးတော့လူဘဝနေတဲ့ကောင်တွေအတွက်အသက်ပြန်ပေးပြီးကာကွယ်ရတာထိုက်တန်လားဆိုတာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအနေနဲ့လေးလေးနက်နက်စဉ်းစားစေချင်တယ်ဒါဟာမဖြစ်မနေ စဉ်းစားပြီးတော့တတိရှိရှိဆုံးဖြတ်ကမယ်အလုပ်ပါအဲ့လိုမဟုတ်ဘဲနဲ့တို့ခိုင်းနှမြကိုတွားမယ်ဆိုရင်တော့ရှင်းတန်းမှာတနက်မှန်ပြီးတော့ကိုမตาတော့ဘယ်နေရာရောက်ရောက်အောင်မတိတဲ့မိသားစုကအဖြစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရှင်းတန်းမှာတော့တူများအောင်တော့ပြည့်ရတဲ့တတိရှိလို့ရှင်အမှန်တရားမဲ့ဆုံးဖြတ်ရတဲ့တတိကတော့စစ်သားတိုင်းမှာရှိတင်ပါတယ်ဟုတ်ကဲ့နောက်ထပ်ဒုတိယဒင်းနဘုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့အုတ်ချွေမှုခင်မောင်စင်ကလှစဉ်သိန်း13000ကျပ်အတ္တမကောက်ခံနေရတဲ့ဆိုတဲ့တင်ပဲဖြစ်ပါတယ်เนาะကောက်တဲ့ငွေတိတိမဟုတ် ကဲစဉ်းစားကြည့်ကြပြီးတော့အဲ့တော့ဒါဆန်အိတ်တိတ်စာဆန်တိတ်ဆုံးတောင်းတောင်းနှစ်ယောက်လောက်ရှိတဲ့မိသားစုဆိုတလားတော့စားလို့ရတယ်နော်အော်တိုဘန်19ရက်နေ့မွန်းလွဲ2နာရီ30မိနစ်အချိန်ရန်ကုန်တကုံမြို့တစိတ်ကမ်းမြို့နယ်ယူဇနာဦးရင်မြို့တော်အမှတ်64ရပ်ကွက်ဖူးဆယ်ဘောလုံးအားကစားကွင်းမှာရပ်ကွက်အုပ်ချုပ်ရေးမှူးခင်မောင်စင်ကအစည်းအဝေးခေါ်ယူခဲ့ကြောင်းရင်းနောက်ရပ်ကွက်အတွင်တိုက်ခန်းများဆေးတုပ်ရန်တိုက်ခန်းတက်ခန်းလင်လှဆင်တသိန်းကောက်ခံပြီးဖြစ်ကြောင်း ထို့ပြင်ရက်ွက်လုံခြုံရေးကိစ္စများအတွက် လုံခြုံရေးကင်းတဲ့များထားရှိ၍လုံခြုံရေးဆောင်ရွက်နိုင်ရန်တိုက်ခန်းတခန်းလင်လစဉ်3000ကျပ်တတ်မှတ်၍ဆောင်ရွက်တော်မူဖြစ်ကြောင်းအဆိုပါလစဉ် JR 2026ခုနှစ်ဇန်နဝါရီလမှစတင်ကောက်ခံတော်မူဟုခေါ်ယူပြောဆိုကြောင်းသိရတယ်စီဝါရေးချက်တဲ့လို့လူတွေအစင်မပြေလို့အကောင်ဒုက္ခရောက်နေတဲ့အချိန်မှာတလားကိုတသိန်း2000လှစင်ဘလို့ပေးနိုင်မလဲပြည်သူတွေဘယ်ကမှပြည်သူတွေဘက်ကမစင်စားဘူးသူတို့လှုပ်ချင်ရ လှုပ်ဖို့ပဲဟုယူဇနာဥယျာဉ်မြို့တော်အမှတ်64ရပ်ကွက်အဘလော့မှာနေထိုင်သူပြည်သူဦးကပြောဆိုပါတယ်ရပ်ကွက်အတွင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍ပြည်သူများအနေဖြင့်မဲပေးနိုင်ရေးအတွက်တတ်မှတ်ထားတဲ့ရွေးကောက်ပွဲဥပဒေနှင့်အညီရပ်ကွက်ရွေးကောက်ကော်မရှင်ရုံးမဲပေးနိုင်ရေးဆောင်ရွက်စေလိုကြောင်းပြည်သူများကိုဖိအားပေးပြောဆိုလာကြောင်းတည်ရထုံးစံတိုင်းပေါ့နော်ဒီလက်ရှိစစ်ကော်မရှင်ကခံထားတဲ့အုပ်ကြီးတွေဟာနောက်ဆုံးမှာတော့ဒီဘူတာပဲစိုက်တာပါပဲနော်အောက်ကပြည်သူဖြစ်နေတာဖြစ် အပေါ်ကသူတို့အဖတွေမျက်နှာရဖို့တဲ့သူတို့ဘဝအစဉ်ပြေဖို့အတွက်အောက်ကရက်ွက်ပြည်သူကိုခြံနေတာပဲအဲ့တော့ရက်ွက်ဘက်ကရက်တီတဲ့အုပ်ကြီးတွေဆိုတာမရှိတော့ရှားပါတယ်ရှိတော့လည်းရှိပါတယ်ဒါပေမဲ့အခုလိုလူယုံမာတွေပဲများတယ်ဒါကြောင့်မလို့အုပ်ကြီးတွေဘာလို့ကန်တိတာလဲဖြုတ်ခန့်တိတာအဲ့တော့ဖြုတ်ခန့်တိမှမတနာနဲ့နော်စောစောစီစီလူတို့အတိတရားရှိနေပြည်သူဘက်ကရက်တီကြအဲ့ရက်မတိတဲ့ကောင်တွေကတော့တကွေးမို့တကွေးထိမှာပဲနော်ထိတဲ့ချိန်ကျမှအာဘာဖြစ်တာလို့ညာဖြစ်တာလို့အချမ်းဖက်တာလို့တွားအောင်နေလို့မရဘူး နော်အဲ့တော့အစကတည်းကပြည်သူကိုမယုံမှရင်ဘဘူးမှလာပြီးတော့အလုပ်ချုပ်ခိုင်းပြစ်တတ်မနေဘူးဒါကြောင့်မို့လို့တစ်ခန့်ထိတဲ့အုပ်ကြီးတွေအနေနဲ့ကြည်ပါနော်ကြံခဲ့တဲ့အုပ်ကြီးတွေအနေနဲ့ငါတို့ data PDF မရှိပါဘူးအဲလုံလို့မရပါဘူးလို့မထင်ပါနဲ့နော်လုံလို့ရတဲ့အချိန်ကြရင်အတက်အနာပြန်ပြီးတော့အစားထိုးလို့ရတဲ့အရာမဟုတ်ပါဘူးဒါလေးကိုတိစေခြင်းနဲ့ဒါကြောင့်မို့လို့ချိန်ချောက်တာမဟုတ်ပါဘူးအုပ်ကြီးတွေအနေနဲ့ကိုရက်ွက်တူရက်ွက်သားတွေရဲ့မျက်နှာကိုပဲကြည်ပါ အပေါ်ကအုတ်ထုတ်တူလူဒန်းသားဆိုတာသူတို့ထင်ရပြောမှာသူတို့ထင်ရလုံမှာတရားတယ်မတရားဘူးဆိုတာခမ ्या တို့အုတ်ကြီးတွေဆုံးဖြတ်ကမဲ့အလုပ်ခမ ्या တို့ဒီပြည်သူဘက်ကကိုရက်ွက်ပြည်သူဘက်ကယက်တီရမဲ့တူတွေဆိုတာကိုဘယ်တော့မှမမိတ်ပါစေနဲ့ဟုတ်ကဲ့နောက်ထပ်တရင်တစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ပြည်မျိုးကတရင်ပဲဖြစ်ပါတယ်ပြည်မျိုးမှာစစ်ကောမရှင်လက်အောက်ခံအချင်းချင်းပေါ်တာမှားဆွဲမှုဖြစ်ွားတယ်ဆိုတဲ့တရင်ပဲဖြစ်တယ်နော်ဖြစ်လိုက်ကရင်အသက်တန်နေကြီးပဲနော်အဲ့တော့ဒီကောင်တွေဖြစ်လိုက်ကလို့ရှိရင်ဗျမ်းပဓာတွေကြီးပဲ ပကိုးတိုင်းတီမြို့မှာစစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပေါ်တာဆွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီးအချင်းများကရိုက်နှက်ဖမ်းဆီးမှုတွေအထိပြစ်ပွားခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်စီကနေထည့်ရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်ည9:00နာရီခွဲဝင်းကျင်အချိန်မှာတီမြို့စင်စုရက်ကွက်ကမ်းလားလမ်းပေါ်ရှိအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာအမှတ်959လျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာအလုံယုံတက်ခွဲ ကိုငါကိုတက်ကစစ်သားတယောက်နဲ့ဖြူစောတီအဖွဲ့ဝင်တွေကကားတစ်စီးနဲ့ရောက်ရှိလာပြီးအရန်မိတ္တနှစ်ယောက်နဲ့တငယ်ချင်းပြည်သူတယောက်စုစုပေါင်း၃ယောက်တို့ကိုပေါ်တာဆွဲဖို့ကြိုးပမ်းခဲ့ပါတယ်ပေါ်တာဆွဲတဲ့ချိန်ရုံရင်းစံကဖြစ်ပွားရအနီးအမှတ်85စစ်သားစုဆောင်ရင်းတက်ကစစ်သားတွေရောက်ရှိလာပြီးပေါ်တာဆွဲနေတဲ့ကိုငါကိုတက်မှအရက်ဝစ်စစ်သားနဲ့ဖြူတွေကိုနေကြော်ပြီးစုဆောင်မှုပြုလုပ်တဲ့ဆိုကထပ်မံပြီးရုံရင်းစံကဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အဓိကကတော့နေကြော်တယ်ဆိုပြီးချင်းချင်းစကားများပြီးပြန်ဖမ်းကြတာပဲနောက်မှလူကြီးတွေပါရောက်လာပြီးကိုလူကိုပြန်ခေါ်သွားကြမှပြဿနာပြီးသွားတာပြဿနာကကြီးသွားလို့ထင်တဲ့အရက်သားတွေကိုလည်းပြန်တော့လှုပ်ပေးလိုက်တယ်လို့တိရတယ်ဟုတ်မြို့ကန်တယောက်ကပြောပါတယ်အဲ့တော့တော်သေးတာပေါ့နော်ဘာနဲ့တူရဲဆိုတော့တမင်ကောင်ကိုတမင်ကောင်ကိုအဲဒီဘက်ကခွေအချင်းနေခွေရအောက်ကလိုက်ပြီးတော့ကိုက်နေကိုက်ရတမင်လေးကလဲနေပြီအဲ့တော့လဲနေတဲ့အချိန်မှာဒီတမင်ဘွားကဒီခွေရအောက်ထဲကိုအသက်မှာခြွေရတော့မယ် ဲ့ဒီချိန်မှာဘေးမှာချောင်းနေတဲ့ဟိုကြက်တဲ့အုပ်စုကလည်းမလုပ်တယ်ဝင်ဆွဲတော့အခွေးရနဲ့ကြက်တဲ့ကြိုက်ကြအောင်အဲ့ချိန်မှာမလုပ်တော့တမင်ကထပြေးတာပေါ့အဲ့ဒီပုံစံဖြစ်သွားတာအဲ့တော့ခွေးခွေးချင်းတို့များများကြိုက်ပြီးပြည်သူတွေပျော်နေပါပဲဟုတ်တယ်မလားဘာလို့ဆိုတော့တတိုင်းမိလုံးမှာလှည့်ပြီးဒုက္ခပေးနေတယ်တို့ပဲဒုက္ခပေးနေတာနော်အဲ့တော့စစ်တမ်းမရှိရင်မင်းတို့ဘာဖြစ်သွားမလဲကွာလို့ပြောတဲ့စကားတွေကိုခဏလေးပြောချင်ပါတယ်လက်ရှိအချိန်မှာတော့စစ်သက်ရှိလို့ဖြစ်နေတာပါကုံသွားတဲ့နော်အတိတ်အနာဂတ်ပြစ်စုံပံ၃ရက်ရှိတဲ့နေရာမှာ အတိတ်မှာလည်းစစ်သက်ရှိလို့တိုင်းပြည်ပြက်ခဲ့ပြီးွားပြီအနာဂတ်မှာလည်းလက်ရှိပြစ်ဆုံးပံမှာလည်းစစ်သက်ရှိလို့တိုင်းပြည်ပြက်နေတယ်ပြည်သူတွေမအေးချမ်းနောင်လာမဲ့အနာဂတ်မှာထပ်ပြီးသူတို့ကဥဆောင်အောင်မယ်ဆိုတော့ကျွန်တော်တို့တွေကဥဆောင်ခိုင်းတင်လားဥနိုင်အောင်တိုက်ကမှလားဆိုတော့စဉ်းစားကြည့်ပါเนาะအဲ့တော့ဒီကောင်တွေလက်ထဲတော့ဘဝတွေအသက်တွေကိုမျိုးဆက်တိအဆုံးခံမလားလွတ်အောင်ရုန်းကြမလားနိုင်ငံရေးဆိုတာလူတိုင်းရဲ့အရေးပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ် နောက်ဆုံးသတင်းမှာဒါကတော့အရက်တောက်ဖို့လုံနေတဲ့အုတ်ချုံမှုတူဦးနဲ့ယာယီမှုဘူဇော်ဒီတူတေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းလဲကူးမြို့နယ်ကဒရဘိုကြီးွာဒရဘိုကြီးွာမြို့နယ်အထွေထွေအုတ်ချုံမှုယုံကိုတွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာအရက်တောက်ဖို့လုံနေတဲ့အုတ်ချုံမှုနဲ့ယာယီမှုဘူဇော်ဒီတို့တေဆုံးခဲ့တယ်လို့ရန်ကုန်အာမီရဲ့အဖွဲ့တာဝန်ရှိသူကပြောပါတယ်။အော်တိုဘာလ18ရက်နေ့မနေ့ကညနေတိုင်းမှာအဆိုပါအထွေထွေအုတ်ချုံမှုယုံကိုပျောက်ကြားတပ်ဖွဲ့ဝင်တွေ အင်အားပြင်းမိုင်းတစ်လုံးနဲ့အတူလက်ပစ်ဘုံနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ယုံအတွင်းအရက်တောက်ဖို့ပြင်နေတဲ့အုပ်ချုပ်ရေးမှူးတယောက်နဲ့ပြူစောဒီတယောက်ဘုံထိမှန်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အတူအနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်မရှင်ကလှုပ်ဆောင်မဲ့တရားမဝင်တရားမဝင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်မဲ့သူတွေနဲ့စစ်ကောင်မရှင်နဲ့ တ်တက်တဲ့ပြစ်မှတ်တွေကိုဆက်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်တွောမယ်လို့လဲရန်ကုန်အာမေ 1A ကပြောကြားထားပါတယ်ကဲငါတို့ကတော့အဘမှအဘပဲဆိုရင်တော့ဘလိုက်ကြပါတော့ရန်ကုန်မှာဆိုရင်တော့ရန်ကုန်အာမေအဖွဲ့ကတော့စောနေပါပြီစပြီးတော့အဲ့တော့လက်ရှိဒီနေ့တင်းကောင်းစင်တဲ့အောင်ကျွန်တော်တို့ပေးတဲ့ကောင်းမလားမသိနော်ရန်ကုန်မှာတော့ရန်ကုန်အာမေအဖွဲ့ကစဆောင်နေပါပြီဟုတ်တယ်နော်အဲ့တော့မင်းအောင်နှံရဲ့အုတ်ကြီးကိုအုတ်ကြီးတဲ့အနေနဲ့ကိုယ့်ရဲ့အတက်ကို နှမျောတယ်ဆိုလို့ရှိရင်မင်းအောင်လိုက်ခိုင်းတာကိုခိုင်းတဲ့အတိုင်းခေါင်းလိုက်ညှိပြီးတော့ပြည်သူပေါ်မယုံမှကြပါနဲ့ပြည်သူအများစုကစံနာကိုကြည်ပေးပါဒီနေ့နိုင်ငံရဲ့အခင်းချင်းဟာပြည်သူနဲ့ရံဖြစ်နေတဲ့စစ်တပ်ပါခမားတို့ဘယ်ဘက်ကပါမလဲကိုယ့်ကိုရွေးပါဘလို့ပဲဖြစ်ဖြစ်ပြည်သူတွေကတော့အဆုံးထိတွားမွေပွဲဖြစ်တဲ့အတွက်အနေအစားမတတ်တဲ့လူတွေကတော့ရေပြားပြတ်မှာပဲဒီပွဲကိုကျွန်တော်တို့လွန်ဆန်းကြော်လွန်နိုင်မှလားကျွန်တော်တို့တိုင်းပြည်ကအေးချမ်းမှဖြစ်တဲ့အတွက် ခက်မြက်မြက်ပွဲပြတ်ဖို့အတွက်စီးလုံးညီညွတ်မှုနဲ့အားလုံးပါဝင်ကြပါလို့လဲတိုက်တွန်းပါဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့ရဲ့သတင်းတွေကိုအစအနေဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူပြည်စင်တိုင်းကိုကျေးဇူးတင်ပါတယ်သတင်းအနေနဲ့ပတ်သက်လို့ကျွန်တော်တို့သတင်းပေးခြင်းနဲ့နော်အကြောင်းအရာတွေပြောခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Messenger တွေဖုန်းနံပါတ်တွေနဲ့ဆက်သွယ်လို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတာကအခုကျွန်တော်တို့အုပ်ချုပ်မှုအကြောင်းဥပမာသတင်းပေးမယ်ဆိုရင်လဲနော်အုပ်ချုပ်မှုနာမည်ဓာတ်ပုံတူရဲ့ဖုန်းနံပါတ်ရှိရင်ဖုန်းနံပါတ် တူကျူးလွန်တဲ့ပြည်သူပေါ်ကျူးလွန်တဲ့ပြစ်မှုစသဖြင့်ဒေတာအချက်လက်ပြည့်ပြည့်စုံစုံလေးပေးဖို့လိုအပ်ပါတယ်ပါဇက်ပြောတစ်ခုနဲ့ကျွန်တော်တို့တရင်တင်ပေးလို့မရပါဘူးအဲ့ဒါကိုတော့နားလည်ပေးပါအဲ့တော့တရင်တင်နေဆိုတာတစ်ဖက်ကပြောခံတဲ့သူကဟိုစစ်တပ်ထဲကပဲဖြစ်နေပါစေမှန်ကန်တာကိုပဲကျွန်တော်တို့တင်ပေးရမှာဖြစ်တဲ့အတွက်အားလုံးဒေတာအချက်လက်အတိအကျတော့ပေးဖို့ပါလို့အားလုံးမြစ်တာရက်ခံပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဘေးပြဝေးကွာကြပါစေမင်္ဂလာပါလေးစားပါတယ်ဒီနေ့ကအောက်တိုဘာ16စနေနေ့ပေါ့နော် ဟောလီပြောခြင်းလို့ဗျဒီ2021အရေးခင်မှာအဲတပုံကောင်းဆုံးထားတာပေါ့နော်တပုံကောင်းဆုံးထားတယ် PDF တွေလည်းပေါ်လာတယ်အဲမှာကျွန်တော်တက်မတော်နဲ့တော်တော်လေးတက်ရတယ်ဒါတော့ပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်နောက်ပိုင်းတက်မတော်ကအသာစီးရတာတယ်အခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားရောက်သွားပြီဆိုတော့အဲ့ဒီအချိန်မှာဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိရလက်နဲ့ကဲဒီနှစ်ဖွဲ့က ီစီပဲဗျသူတို့ကအဲ့ဘက်မှာတိုက်ပွဲမဖြစ်အောင်သူတို့မျောမြင်ကြီးစွာနဲ့နေတယ်တမတော်နဲ့ထိတ်တဲရင်ဆိုင်ရင်းမလုပ်ဘူးဟလာ SSPP ကတဖွဲ့ရဟလာဟိုဘက်ကနေဟလာဝါဘက်ကနေလက်နက်တွေယူလာပြီးတော့ပိုးအုံုံဖြတ်ပြီးတော့ဟို KNTF ဘက်ကကြားဘက်ကသွားပို့တာလမ်းမှာတိုက်ပွဲဖြစ်လို့ပို့ပြည်သူစစ်ကတိမ့်လိုက်တဲ့လက်နက်တွေရှိတယ်ဒီဖြစ်စရာလွယ်ပြီးတော့ကြံတာမရှိဘူး သူတို့ကထဲထဲဝင်မပါဘူးဒီ2017အခင်းအချင်းမှာသူတို့ကတပ်မတော်နဲ့ထိတ်တိုက်ရင်ဆိုင်နဲ့တိုက်ပွဲတစ်ခုမှမလုပ်ဘူးဒါသူတို့ရဲ့အမျော်မြင်ရှိတဲ့ခေါင်းဆောင်တွေအဲရှမ်းတပုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြပါမယ်အမျော်မြင်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KN ဆိုလဲ KNU အဲဟိုက EA ဆိုလဲ EA ဒါအမျော်မြင်မရှိတဲ့ခေါင်းတွေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီနော်အခုဆိုလို့ရှိရင်ဗျာကဲ့ အဲ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောတမျိုးပြီးတမျိုးပြန်သိနေတယ်။နောင်ချိုဒီဘောဟလာကြောင်မဲဒါတွေသိတဲ့ခါမှာ SSBB ရဲ့အဲဒါဟိုကျွန်တော်တို့စကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်။ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်။အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူး။တမရောအရှမ်းတောင်တို့ရှမ်းအရှေ့တို့မှာအေဂျင့်နေကြ။အေဂျင့်နေဒါသူတို့ရဲ့အပြောင်းပြင်ရှိတာ။အဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ် ဟာရွေးစစ်ကြီးရတယ်ရိုးရီးအားနိုင်ငံသားခိုင်ဝထားပြီးတော့ဗာဖြစ်ချင်တာတယ်ဗာတွေပြောတယ် NCO ဗာတွေဝေဖန်တယ်ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်သူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူ့မှာအေဂျင့်နဲ့သူ့နဲ့မြင်မှာ तू အေဂျင့်အောင်အမျိုးမြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့ तू အားမလို့အားမြတ်ဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေပါသွားဆွပေးနာသွားဆွပေးလို့ထားတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွေရစစ်တက်ကပဲတက်ရမှာကြော်မျိုးမပါမှာမဟုတ်အဲ့မီဒီယာသမားတွေပါမှာမဟုတ် တကယ်တက်ရမှာတက်မတော့ပဲအဲ့လိုမျိုးသွားပြီးတော့ဟိုနှစ်ပေတစ်ပြားအုံနောက်နေပေါ့နော်သွားပြီးတော့စွာတာမျိုးဟိုအစီအစက်ခေါင်းဆောင်ဟိုလာဥရစစ်ကိုသွားပြီးကျွန်တော်ဥရစစ်ဆိုတာကျွန်တော်ဟိုအိုမင်းမှာ95ခုနှစ်ကျွန်တော်သွားပြီးတော့ဟိုသူတို့နေမျိုးသွားပြီးတော့ကျွန်တော်တို့လက်နက်တွေဖြုတ်သိမ်းကလေးကကျွန်တော်တို့နဲ့ခင်နေကြဒီလူတွေကဟိုစစ်မျက်နှာမဖွင့်တာကိုကတော်တော်အမျော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလာပြောတာကျွန်တော်လေးစားပါတယ်အဲ့ဒါဆို အခုမင်းအောင်လှိုင်က2021မှာဂျောင်းကိုခမလူမိုက်ဆန်ဆန်ကိုလူပါဝပြီးတော့ကလင်ကကြစ်လုတ်ပြီးတော့အာနာသိမ်းွားလာအာနာသိမ်းွားလာအဲ့တော့ period တွေကသူတို့ကိုနိုင်အောင်ချရမှာသူတို့ကိုနိုင်အောင်ချရမှာအဲနိုင်အောင်ချရမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲเนาะဒီတစ်ချိန်ကအရေးကြီးသူတို့ဒီတစ်ချိန်နိုင်အောင်ချရတယ်ဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာ နောက်နောက်ဘယ်လက်နဲ့ကင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာနာမသိရအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်နိုင်တဲ့အခါမှာလေဒီနေ့မင်းအောင်လှိုင်ကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်ထွက်ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်ကမြန်မာပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင်ဒီကောင်ကိုခုံယုံတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံယုံတင်ပြီးတော့ တရားဥပဒေနဲ့ပြစ်ဒဏ်ချမှတ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းကြားချက်နဲ့မှစစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းရအောင်တဲ့ကိုကျွန်တော်တို့ကသင်ခန်းစာကောင်းကောင်းကိုပေးရမယ်သင်ခန်းစာသင်ခန်းစာကိုအကြီးပေးရမယ်သင်ခန်းစာကိုမှတ်လောက်သားလောက်အောင်ပေးရမယ်အဲ့လိုပေးဖို့အတွက်ကိုကျွန်တော်ထင်တာတော့ PDF ကလုံနေတာပဲဖြစ်တယ်နော်အဲ့တော့ခင်ဗျာသူစစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လား အာသူမှပြစ်စစ်ဖို့ဘုံမှုဆိုရင်လည်းခါမောင်နေမှာပြောက်ပါတယ်သဘောထားပေါ့အလွယ်တကူလှုပ်လို့မရဘူးဆိုလို့ရှိရင်သူ့မိသားစုဝင်သူ့မိန်းမတွေသူ့ကလေးတွေကိုရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်းအမပီရီယက်ကိုလုံနယ်လို့ပြောလို့မရဘူးအချမ်းဖက်သမားလို့ပြောလို့မရဘူးဘာကြောင့်မလို့လဲဆိုအဲ့ဒီဘုံမှုကိုရှင်းလို့မရတဲ့အတွက်သူမယားကိုရှင်းတာသူမယားကလည်းသူသူ့ယောက်ျားကိုထောက်ပံ့နေတာတောက်တိုင်းပဲเนาะပြောရရင်ပီရီယက်စကားနဲ့ပြောရရင်ဒလန်ပေါ့ဗျာเนาะအဲ့တော့ ကနဒီဒီကောင်မရှင်းမယ်နဲ့သူမြားကိုရှင်းလိုက် သူမြားတာဂက်ကလွဲတယ်လေဗျာဟုတ်တယ်ဗလားရှင်းလိုက်လို့ရှိလို့ရှင်ဒီကောင်ကြောက်တာဗောနောက်ကောင်ကြီးကြောက်တာဗောမရားကြီးကြောက်လို့ရှင်သူ့ယောက်ျားကိုပြောတယ်အမလေးငါ့ကိုနေမိမအဖြစ်ပေးပြီးတော့မသိပါနဲ့အဲ့တော့သူကစီးကိုကမ့်ပလိုက်တာစီးကိုချားပလိုက်တာရန်ငါစီးကိုဖြတ်ပြီးတော့ကိုအခုကပီပီရက်ကစော့တာနော်အဲ့တော့အဲ့လိုစော်တဲ့ဟာကိုခင်ဗျားတို့ လမ်းကြိုးထိုးပြီးတော့အကျန်းဖက်သမားတွေအကျန်းဖက်သမားတွေပြောလို့မရဘူးဒီလိုအကျန်းဖက်မှုတွေဖြစ်လာအောင်ဒီလိုလက်နဲ့ကြိုင်ပြီးတော့တိုင်းပြည်မှာတစ်ဖက်နဲ့တစ်ဖက်နော်မဲမဲမြင်ရရှင်းကြတဲ့အနေထားမျိုးဖြစ်အောင်လုပ်တာကဒီစစ်ဖို့တက်နော်ကျွန်တော်တို့ကမျှတလာမသိဘူး PDF ကိုတည်းကိုအကျန်းမဖက်ဘူးလို့မပြောဘူးနော်အကျန်းဖက်တယ်သူတို့အကျန်းဖက်ရမယ်လေ ဟိုဘက်ကစစ်တပ်ကလည်းအကျံစစ်တပ်ကိုလည်းမင်းတို့လည်းအကျံဖက်တယ်ဒါပေမဲ့စစ်တပ်ကအကျံဖက်တာကပြည်သူ အများစုစံနာကိုစန့်ကျင်ပြီးတော့ပြည်သူတွေကိုဖိနှိပ်နှိပ်ကုပ်ဖို့နော်ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူပါဝါဖို့အတွက်အကျံဖက်တာဟိုဘက်ကအကျံဖက်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကိုတိုက်ဖြတ်ဖို့အဲ့ဒီမကောင်းဆိုးဝါးစနစ်နေရာကြီးထဲမှာပြည်သူအများစုစံနာနဲ့ညီတဲ့ ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်ပြတ်ခြားစားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်သူတို့အကြမ်းဖက်နေတယ်ဒါ the means and the end ဆိုတာရှိတယ်ဟုတ်လားနိုင်ငံရေးမှာဒီမှာဦးနေမှာသူတို့စကားပြောကြတဲ့အခါเนาะအဲ့တော့မီးလန်းတွေကဒီချိန်မှာတိတ်ပြီးတော့အရေးမကြီးတော့ဟုတ်လားရလက်ကအရေးကြီးတယ်ရလက်ကဘယ်သူပါလုံးနိုင်မလဲ period နိုင်လို့ရှိလို့ရှိရင် နိုင်ငံကောင်းလာမယ်နော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့အတိုင်းပြည်ကတော့အခုနောက်ကိုရီးယားလို့ဖြစ်ဖြစ်ကမ္ဘောဒီးယားလို့ဖြစ်ဖြစ်နော်အဲ့ထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေကြပြီတော့ပဲအနေထားအဲ့လိုဖြစ်နေတယ်နော်ဒါကြောင့်မလို့အဲ့ဒီကွန်မန့်လေးကိုကျွန်တော်ကဒီမှာ နိုင်ငံရေးနဲ့ဆက်ဆက်ပြီးတော့ဟုတ်လားပြန်ပြီးတော့ဖြည့်ရှင်းလိုက်လက်လက်ချအလင်းဝင် ်ပြည်သူတွေနဲ့ပူးပေါင်းဖို့အချိန်တန်းပြီ။